ဂျော်ဆောင်ဝင်းရဲ့ဝမ်ချန်ပီယံရှစ်မှာကစားမဲ့ပွဲထွက်ပွဲအစဉ်ဘာကြောင့်ပြောသွားတာလဲ။ဘရန်ဒန်ရောမင်းမိနာများရှင်နန်းထက်ဆန်ကနေပြီးတော့ပြန်လည်တင်ဆက်ပေးနေပါရင်မြမကျဲဝင်းဂျော်ဆောင်ဝင်းကသူ့ရဲ့ပွဲပြသွားတာကြောင့်မီဒီယာကနေတဆင့်အခုလိုပြောထားပါရင်ကျွန်တော်ဒီအော်တိုဝါလာအတွင်းမှာဝမ်မှာပွဲထွက်ဖို့နေဆက်ခဲ့ပေမဲ့ဆိုတဲ့တဲ့ရင်အကြောင်းကိုအားလုံးနဲ့သိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ဆေးစစ်တဲ့အချိန်မှာ20မှာရခဲ့တဲ့ဒန်ဟာအသေးလေးကိုတွေ့သွားခဲ့တယ်။ဒန်ဟာကမပြောပါတော့ပေမဲ့ဆရာဝင်ရောကလပ်တစ်ထိပ်ကပါ ကြော်ကြီးတွေ့ဆိုရင်ပဲလာလောက်ပွဲမထုတ်ခိုင်းမှုဆုံးဖြတ်ခဲ့ကြတာပါကြော်ကြီးဒီလောက်ပွဲထုတ်ခွင့်ရရင်ဆင်းနေပြအောင် training ပြင်းထန်တဲ့ဆင်းခဲ့ပြီးဝဲကို 61kg အထိချရခဲ့ပါတယ် hydration test အောင်ဖို့အတွက်ပါနေတိုင်းစောင့်ကြည့်ပြီးတက်နိုင်ဆုံးပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့ပွဲထုတ်ခွင့်မရသေးတဲ့အတွက်ရမ်းမဲ့ဆေးပြက်မိပါတယ်ကြော်ကြီးရဲ့ပရိသတ်တွေဆိုရင်လည်းဒီပွဲကိုအားပေးဖို့အစင်းသင်းစောင့်နေကြသလိုတချို့ဆိုရင်လည်းမြန်မာနိုင်ငံကနေဒီကုဒ္ဒကလာအားပေးဖို့လည်းလက်မှတ်တီပါဝယ်ထားကြပြီပါပြီအခုလောပွဲထုတ်ဖို့အဆင်ပြေဖြစ်သွားတဲ့အတွက်မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်လည်းဆင်မကောင်းပါဘူးပရိသတ်တွေကိုအလေးနဲ့ထားတောင်းပန်ပါတယ်ခင်ဗျာ တရားလုံးအပြောင်းကင်းသွားအောင်စနေနေ့ကျဆေးကုသမှုခံယူပြီးလေ့ကျင့်ပြင်ဆင်ထားပါမယ်။ကြော်ကြီးကိုအစွမ်းကုန်အားပေးနေကြတဲ့ပြည်သက်တွေကိုကျေးဇူးထူးပဲတင်ရှိပါရင်အစွမ်းကုန်ကြိုးစားနေပါရင်ခင်ဗျားလို့ပြောကြားသွားခဲ့တာဖြစ်ပါရင်ကျော်တော်ဝင်းနေတဲ့တရားအကြောင်းဒီလာထဲမှာမကစားနိုင်တော့ဘူးဖြစ်ပါရင်ဝမ်ချန်ပီယံရှစ်ကပြီးခဲ့တဲ့ရက်က30ရက်နေ့မှာကျင်းပမဲ့1 Friday 5 131အတွက် join site တွေကိုတင်ဝင်ကြေညာခဲ့ပါရင်ဒါမဲ့ကံမကောင်းစွာနေပဲမြန်မာပြည်သက်တွေမျှော်လင့်ဆောင်သွားနေကြတဲ့မန္တလေးကျောင်းကျော်တော်ဝင်းရဲ့ပွဲပါဝင်လာခဲ့ခြင်းမရှိဘူးဖြစ်ပါရင် ကျွန်တော်မင်းကဒံရအသေးစားလေးနဲ့ရရှိနေခဲ့တာဖြစ်ပြီးဖဲတဲ့ကျင်ဘက်ကနေပွဲမကစားစီဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါကကောင်းပါတယ်။ဒံရဆိုတော့တေးသေးကြီးကြီးကိုတို့အစီအမပြင်ပွဲမကစားတာကကောင်းဆုံးပါပဲ။ကျိုတင်ကောင်းွယ်ချင်းကကုသခြင်းနဲ့ပိုကောင်းပါတယ်။ပွဲပြတ်သွားတာကတောင်းလျှောက်ကြိုးသားနေတဲ့ကြော်သားဝင်းအတွက်တော့ကြော်သားဝင်းပွဲကိုကြည့်ဖို့အားခဲထားတဲ့မြန်မာပရိသတ်တွေအတွက်ပါဆေးပြတ်စရာကောင်းတဲ့သတင်းတော့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒံရနဲ့ပွဲကစားတာကစွန်သားလုံးရကြားရမှာမို့မလို့အပဲမစွန်သားတာကကောင်းပါတယ်။လွယ်လို့စွန်သားကကစားတာမျိုးလဲတန်ပေမဲ့မလို့အဲ့ရင်ကစားသမားပဲနေနိုင်ရတာပါ။ ဂျိုရှော့ဘန်နဲ့ဘရန်ဒန်ရိုဘာကိုခြေချောင်းကျိုးတန်ရနဲ့ရင်ဆိုင်ခဲ့ရပါမယ်။စွန်စားရတာထိုက်တန်လို့လုပ်ခဲ့တာပါ။ရိုဘာကိုနိုင်ရင်အဆင့်တင်းရမယ်။ချန်ပီယံစင်ကောင်းဝင်ရှိမယ်။ဒါကြောင့်ဗန်ကတန်ရရရှိပေမယ့်စွန်စားတာကစားသွားခဲ့တာဖြစ်ပါရင်ဒီလိုနေထားမျိုးမှမဟုတ်ရင်တော့တန်ရရှိနေတော့မစွန်စားတာပိုကောင်းပါရင်ကြာကြာဝတ်မဲ့သွားအယိုးကြီးရှောင်ရတာမျိုးဆိုလိုပါပဲ။ကျော်တော်ဝင်းအနေနဲ့တင်အားကိုအရှင်းပြောင်းကုသပေးပါမယ်ပွဲကစားမှာဖြစ်ပါရင်ကျော်တော်ဝင်းအနေနဲ့2025မကုန်ခင်ဝမ်းမှာပွဲထွက်နိုင်မှုပရိသတ်တွေကမျှော်လင့်နေကြမှာပါ။နေကုန်မှုကလည်းတိတ်မလို့တော့ပါဘူး။ကျော်တော်ဝင်းဝမ်းချန်ပီယံရှစ်ဖဲတဲ့ဂျင်မှာ3လဝင်းဂျင်မဲ့လေးဂျင်ထားပါပဲ။ဒီနေ့အထက်တနေ့ပုံမှန်တွတ်တက်လာမှုကိုတော့ပြသထားပ ါတယ်ဖဲဒက်ကိုရောက်ခါစားကသူ့ရဲ့ weight က 81kg ဖြစ်ပြီးအခု 61kg ဆိုတော့၃လအတွင်းမှာ 10kg ကြောင်ချနိုင်ခဲ့တာဖြစ်ပါတယ်။ 10kg ဆိုတာပေါင်လေးဆိုရင်22ပေါင်ဖြစ်ပြီးအများကြီးချနိုင်ခဲ့တာပါ။ကျော်ရင်နေတဲ့တန်ရကနေအများဆုံးတတပီးပွဲကစားနိုင်ပုံမှာပရိသတ်တွေမျှော်လင့်နေမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ video ကတော့ပဲ။နောက်နေ့မှာလည်းအောက်ကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။